ကိုနေနဲ့ငွေချစ်တဲ့ပူပန်စရာမလိုတော့ဘူးဆိုရင်ဘာဆက်လုပ်ရအားလုံးဝမင်္ဂလာပါတလောကကျွန်တော်မိတ်ဆွေအကူတယောက်ပေါ့နော်သူ post တင်ထားတာလေးတခုရှိတယ်အကူအနေနဲ့ဘဝမှာငွေချစ်တဲ့ပူပန်စရာမရှိတော့ဘူးဆိုရင်ဘာဆက်လုပ်မလဲဆိုပြီးသူမေးထားတယ်မေးထားတော့အတူအောင်မှာ command လေးတွေဝင်ပြီးတော့ဆွေးနွေးကြရရှိတယ်ပေါ့နော်တချို့ကစီးပွားလုပ်ငန်းတွေဘယ်လိုတိုးချဲ့မလဲဘယ်လို empire တိစောက်မလဲပြောကြတာရှိတယ်တချို့ကြတော့ကိုယ့်ရဲ့ community အတွက် ဘလိုဝေမျှမှုတွေပေါ့နော်လုံမှာဆိုပြီးတော့ဆွေးနွေးကြတာရှိတယ်တချို့ကြတော့လည်းဒီဘာသာရေးရဒီဘဝလုံမြောက်မှုအတွက်တရားရှောင်မှာကိစ္စတွေဆွေးနွေးကြတာရှိတယ်ပေါ့နော်ဆိုတော့ဒီနောက်ပိုင်းမှာဒါကျွန်တော်တို့လည်းတော်တော်လေးစဉ်းစားလာတဲ့ကိစ္စပေါ့ကျွန်တော်တို့လက်တလောမှာအဲကျွန်တော်ငွေရေးအတွက်စူးစမ်းနေကြတာတွေရှိတယ်ကျွန်တော်စီးပွားရေးလုပ်ငန်းတွေလုပ်နေကြတာတွေရှိတယ်အချိန်ကျွန်တော်တို့ဒီငွေကြေးအတွက်ပူစရာမလိုတော့ furniture free time ဖြစ်သွားတယ်တစ်ချိန်ဆိုတော့ကျွန်တော်ဒီချိန်မှာကျွန်တော်တို့ဘာတွေလုပ် ကျွန်တော်တို့တခုတော့ဆက်လုံနေဖို့လိုတော့ဗျာပဝင်းညမှာကြည့်ကြည့်လို့ရတယ်တချို့ဒီငွေကြေးတော့ပူစရာမလိုဘူးတချို့ဒီအလုပ်လုပ်စရာမလိုတော့ပင်စင်ယူရတဲ့အသက်ရွယ်ပေါ့နော်အသက်60နောက်ပိုင်းမှာဘာလို့လို့လောအောင်မှမသိတာတည်းရှိတယ်အဲ့ချိန်ကကျွန်တော်တရက်တရက်ကအဓိပ္ပာယ်မရှိသလိုမျိုးပုံစံနဲ့ကျွန်တော်ရှင်းသင်နေရတယ်ပေါ့ရှင်းသင်နေရတယ်ဆိုတော့တရက်တရက်မှကျွန်တော်လှုပ်စရာမရှိအဲ့လိုကြာတော့ဘာဖြစ်လာလဲဆိုတော့ဒီ stress တွေပိုပြီးလာတယ် pressure တွေတချို့ရှိလာတယ်တချို့ကျွန်တော်ကျန်းမာရေးပြဿနာတွေကြုံလာရတယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ ဒီကိုယ့်ရဲ့တဏိတာကဒီရွယ်ချက်မရှိဘဲနဲ့ရှင်သန်လာတဲ့အခါအကျွန်တော်မှတချို့မလိုလားအပ်တဲ့စိတ်ပိုင်းဆိုင်ပြဿနာတွေမလိုလားအပ်တဲ့အကြံပိုင်းပြဿနာတွေဒါကြုံလာရတယ်ပေါ့နော်ဆိုတော့ဘဝမှာအရေးကြီးဆုံးအချက်ကဒါလူတိုင်းပေါ့နော်ဒီနေ့စဉ်ဘဝစိတ်ချမ်းသာနဲ့ဖြတ်တန်းဖို့ပဲစိတ်ချမ်းသာနဲ့ဖြတ်တန်းဖို့ဆိုတော့အလိုအချက်တွေရှိမယ်လိုအချက်တွေကျွန်တော်တို့ဒီငွေကြေးလိုအချက်ရှိမယ်တခြားကျွန်တော်တို့ဒီအောင်းနေဆက်ဆိုင်လိုအချက်တွေရှိမယ်တခြားကျွန်တော်တို့ ားပါတော့လှုပ်ရှားရှိတာတွေကျွန်တော်ဆက်လုပ်သွားဖို့ရည်ကြီးတယ်နောက်ဆုံးကျွန်တော်တို့ကဒီငွေကြေးအတွက်မပူပန်းတော့ဆိုရင်လည်းကျွန်တော်တို့အဓိပ္ပာယ်ရှိတဲ့ဟာတခုကျွန်တော်ရည်ရချက်တစ်ခုခုနဲ့ပေါ့နော်ရှင်သန်နေဖို့ရည်ကြီးတယ်ကျွန်တော်လှုပ်ရှားရှိနေဖို့လိုတယ်ကိုကဒီပညာရေးအတွက်ဆက်လုပ်မလားကျွန်တော်တို့လေ့လာမှုတွေဆက်လုပ်နေလို့ရတယ်စာတွေဖတ်လို့ရတယ်ကျွန်တော်တခြားလေ့လာမှုတွေလုပ်လို့ရတယ်အမှတချို့ဒီငွေကြေးပြည်စုံနေတဲ့လုံဝန်းချင်တချို့တွေ့ဘူးတယ်သူတို့ဆိုအခုတည်းကထားပတ်တွေဘာတော့မှတော့ကြောင်းသွတ်တက်နေတာရှိတယ်သူတို့ထားပါတော့ဒီ network ရခြင်းလို့ဟိုမိတ်ဆွေပေါင်းသင်း လိုချင်လို့တတ်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နောက်တစ်ခုကသူတို့လုံးဆက်တစ်ခုခုရှိနေတယ်သူတို့မှာငွေကြီးတော့ကအဲ့လောက်ဒီပူစရာမရှိတော့သူတို့စီးပွားရေးတော့လည်းပူစရာအလောက်မရှိဘူးအဲ့ဒါဘာလဲဆိုတော့သူတို့လုံးဆက်တစ်ခုခုရှိနေတယ်ပညာရေးသူတို့ဆက်ပြီးလေ့လာတယ်ဒီလိုပဲကျွန်တော်တို့ကဟိုတချို့ဆိုလည်းဟိုကိုတိထားတာတွေကျွန်တော်တို့ဝင်မြောက်မှုတွေဆက်လုပ်လို့ရတယ်နောက်ကိုယ့်ရဲ့ community ကိုကျွန်တော်တို့ပုံစံတစ်မျိုးမျိုးနဲ့အချိုးပြုတ်နေလို့ရတယ်။မှတ်ထားပါတော့ကို environment ဒီသဘောပတ်ဝန်းကျင်ကိစ္စတွေကျွန်တော်တို့လုပ်မလား။အဲဒါမှမဟုတ်တခြား ပညာရေးဝင်မြောက်မှုတွေလုပ်မလားစသဖြင့်ကျွန်တော်တို့ကဒီအဓိပ္ပာယ်တစ်ခုခုရှိနေတာမျိုးရွေချက်တစ်ခုခုရှိနေတာမျိုးအတွက်ကျွန်တော်လုံနေလို့ရတယ်။ဥပမာတချို့ဆိုရင်အရင်တော့မပေးခဲ့ရတဲ့ဒီမိသားစုကိုအချိန်ပေးတာတို့မိသားစုအတွက်ကျွန်တော်က support လုပ်တာတို့ဒါမျိုးတွေကျွန်တော်ဆက်လုပ်နေလို့ရတယ်။တချို့ဆိုရင်လည်းကျွန်တော်တို့ဘာသာရေးရကျင်လည်းဘဝလွတ်မြောက်ရလမ်းအတွက်ကျွန်တော်တို့ဒီတရားဘာဝနာအားထုတ်တဲ့ကိစ္စတွေဒါလုံနေလို့ရတာပေါ့နော်။အရေးကြီးတာကကျွန်တော်ရဲ့နေ့စဉ်ဘဝမှာကျွန်တော်ရွေချက်ရှိရှိနောက်ထိပ်ပဲရှိရှိနေကျွန်တော်ရှင်သန်နေဖို့အရေးကြီးတယ်။ အဓိပ္ပာယ်မရှိရွယ်ချက်မရှိပဲဖြတ်တန်းရင်တော့ကျွန်တော်ခုနပြောလိုပဲအဲကျွန်တော်တို့မှဒီစိတ်ပိုင်းဆိုင် pressure တွေ stress တွေပိုများလာနိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီကြမ်းမာရေးပြဿနာတွေပေါ့နော်ပိုရှိလာတယ်ဒါကြောင့်မလို့ကိုယ့်အနေနဲ့ငွေကြေးတက်ပူစရာမရှိတော့ဘူးဆိုရင်ဘာလုပ်မလဲကျွန်တော်ကြိုးစဉ်းစားထားဖို့ကြိုးပြင်ထားဖို့လိုတယ်ပေါ့နော်အချိန်တိုင်းနဲ့တစ်ခုရောက်လာတဲ့အချိန်မှာအကျွန်တော်တို့ဘဝကိုရည်ရွယ်ချက်ရှိရှိအဓိပ္ပာယ်ရှိရှိနဲ့ဘလို့ဖြတ်တန်းမလဲဆိုတဲ့ဟာဒါကြိုးပြီးပြင်ထားဖို့ရည်ကြည်ပါတယ်တိုးတဲ့ငွေကြေးနဲ့စီးပွားရေးဆိုင်ရာဗီဒီယိုတွေပုံမှန်ရှိရှိနားဆင်ကြတဲ့ဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါ